မင်္ဂလာပါရှင်လူငယ်တန်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စစ်ကောင်စီရဲ့ဖမ်းဆီးအကျဉ်းချခံရပြီးတော့အကျဉ်းထောင်ထဲမှာအကျဉ်းသားအခွင့်အရေးတောင်းဆိုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ရာကြောင်းထောင်အာဏာပိုင်တွေရဲ့ဖိနှိပ်ပုံစံပေးမှုတွေခံခဲ့ရသူအကျဉ်းထောင်ကပြန်လွတ်လာပြီးတဲ့နောက်မှာလဲအကျဉ်းသားတွေအရေးဆက်လက်လှုပ်ရှားဆောင်ရွက်နေသူလူငယ်တယောက်ကိုအခုတစ်ပတ်လူငယ်တန်အစီအစဉ်ကနေဖိတ်ခေါ်ထားပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့တာဝန်ခံကိုတိုက်ထွန်းပဲဖြစ်ပါတယ်။ကိုအနေနဲ့ပေါ့နော်ဒီအချင်းထောင်ကနေပြီးတော့ပြန်လွတ်လာပြီးတဲ့နောက်မှာလည်းဒီမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ဒီ PPNM ကိုစတင်ခဲ့လို့သိရတယ်ပေါ့နော်။ဒီတော့ PPNM ရဲ့ရည်ရွယ်ချက်နဲ့အာလက်ရှိအချိန်ထိစတင်ချိန်ကနေပြီးတော့လက်ရှိအချိန်ထိအာဘာတွေလှုပ်ဆောင်ဖြစ်နေလဲဆိုတာကိုလည်းပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါအဲ့တော့ PPMM ဖြစ်လာပြီဆိုတာကကျွန်တော်တို့တူဦးတယောက်ချင်းစီကခန်းစားချက်တွေလည်းအများကြီးပါပါတယ်။နံပါတ်1အနေနဲ့ကျွန်တော်တို့ကအချင်းထောင်ထဲမှာလူမဆန်တဲ့ ညင်ပန်းနှိမ့်ဆက်မှုတွေကိုနစ်နစ်နဲ့ချီပြီးခံခဲ့ရတာဖြစ်တယ်။ဒီစိတ်ကလည်းကျွန်တော်တို့အချင်းအောင်ထဲမှာဒီလိုတွေဖြစ်နေရဆိုတဲ့ဟာကိုပြည်သူတွေပုံမှန်တရှိဖို့အတွက်ကျွန်တော်တို့လိုမျိုးလူတွေကကိုယ်တိုင်နဲ့ခံခဲ့ရတာဖြစ်တယ်။နောက်လူတွေထပ်မဖြစ်ဖို့ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့တွေစုစည်းဖို့လိုအပ်တယ်။ဒါတွေဖြစ်ပြီဆိုရင်လည်းကျွန်တော်တို့ကလူမတိတူမတိနဲ့ခံခဲ့ရတာဖြစ်တယ်။ဖြစ်ခဲ့ရဆိုတော့ဖြစ်စဉ်တော့လူတိပြီမဲ့ကျွန်တော်တို့တွေတိုက်ပစ်ခံရတဲ့အချိန်မှာသတင်းဌာနရဲ့မေးမြန်းမှုကိုအချင်းဦးစီးဌာနရဲ့အဲဥချိုဝင်းထွန်းလိုမျိုးဥနိုင်ဝင်းတို့လိုမျိုးပုံကိုတွေက ဘာမှညင်မနေစမှုမလုပ်ပါဘူးတိုက်ပွဲပြစ်ဒဏ်မပေးပါဘူးလို့ပြောနေတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒီကာလတွေမှာကျွန်တော်တို့ဖြစ်စဉ်ကိုမီဒီယာတွေကမေးတဲ့ကာလတွေမှာသူတို့ကအဲ့လိုမျိုးတစ်ဖက်ကလိန်နဲ့ထွက်ဆိုနေပေမဲ့ကျွန်တော်ကအဲ့ဒီအချိန်မှာညံရတန်ချက်များစွာနဲ့တိုက်ပွဲခံနေရတဲ့အခြေအနေတွေဖြစ်ပါတယ်ဒါကြောင့်မလို့အကြီးအကဲဌာနဟာအများနဲ့လိန်နဲ့ထွက်ဆိုနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကကိုယ်တိုင်ကြုံခဲ့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကထောင်ထဲမှာဖြစ်တဲ့ဖြစ်စဉ်ကိုတရင်မှန်ပေါ့နော်အချက်လက်နဲ့အညီထုတ်ပြန်ခြင်းအပြင်အကြီးအကဲဌာနလိန်လို့မရဘူးပေါ့ ဲ့တော့ကျွန်တော်တို့တွေကပထမဆုံးအနေနဲ့ဘာကြောင့်မလို့ဖွဲ့စည်းလာရဲဆိုရင်မှာကျွန်တော်တို့ကိုယ်တိုင်အချင်းအောင်ထဲမှာညံပန်းနေဆက်မှုတွေကိုဖြစ်ခဲ့တယ်ကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီတနင်္သလမှာရောဒီထောင်ပြောင်းရောက်သွားတဲ့အခါမှာတော့မီတာစုတွေပါစင်မပို့နိုင်ဘူးပေါ့လေအဲ့တော့ပါစင်မရတဲ့သူတွေရဲ့ခန်းစားချက်ကိုကျွန်တော်တို့တွေကကိုချင်းစာတယ်ပေါ့အဲ့တော့အဓိကတော့ဒီရွေချက်နှစ်ခုနဲ့ပဲ PPM ဖွဲ့စည်းခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖွဲ့စည်းလိုက်တဲ့ခါမှာနံပါတ်1ရွေးချင်တယ်တော့အချင်းထောင်တွင်အချင်းနောက်ခွင့်ရေးပြေဝါရရှိရေးကိုကျွန်တော်တို့လှုပ်ဆောင်မယ်ပေါ့နော်အဲ့တော့အချင်းထောင်တွင်လူခွင့်ချိုးဖောက်မှုတွေမဖြစ်ဖို့ကျွန်တော်တို့စူးစမ်းဆောင်ရင်မယ်နောက်တစ်ခုအနေနဲ့တော့ မလွတ်မြောက်ခင်ကာလမှာအချင်းဆောင်ထဲမှာကြမ်းကြမ်းမာမာနဲ့နေနိုင်မှုအတွက်ကျွန်တော်တို့စားတောက်ရေးစားတောက်နေထိုင်ရေးနဲ့ဆေးဝါးတွေကိုကျွန်တော်တို့အဆင်ပြေအောင်လို့အဲကျွန်တော်တို့စူးစမ်းမယ်ဆိုရယ်စိတ်ပေါ့နော်ဒီလိုစိတ်ကြီးနဲ့ကျွန်တော်တို့ PPM ဖွဲ့စည်းကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်အဲ့တော့အဲဒီလိုမျိုးပေါ့နော်ကျွန်တော်တို့အချင်းဆောင်ထဲမှာရှိတဲ့နိုင်ငံချင်းသားတွေကိုကျွန်တော်တို့ကြမ်းမာရေးအဖြစ်ကောပေါ့နော်ဒီစားတောက်ရေးကိုပို့နိုင်ဖို့အချင်းဆောင်တွေလူခွင့်ချိုးဖောက်မှုတွေကိုကျွန်တော်တို့ဖော်ထုတ်နိုင်ဖို့ပေါ့ထောင်ရင်းလူခွင့်ချိုးဖောက်မှုတွေမဖြစ်ဖို့ ကျွန်တော်တို့ဆန္ဒပြတာတွေအချင်းအောက်ခွင့်တောင်းဆိုတာတွေလုပ်ဖို့ပေါ့ဆရဲရည်ရွယ်ချက်နဲ့တော့ကျွန်တော်တို့စတင်တည်တည်ပြီးမှဖြစ်လာတာဖြစ်ပါတယ်။နောက်ပိုင်းမူဝါဒရေးဆွဲတဲ့အချိန်မှာတော့ကျွန်တော်တို့က Federal Democracy တည်ဆောက်နိုင်ရေးမှာနိုင်ငံချင်းသားတွေရဲ့စုပေါင်းအားနဲ့ပူးပေါင်းပါဝင်ရေးဆိုတဲ့မူဝါဒတွေထွက်လာတယ်။မြန်မာနိုင်ငံအဲငင်းချမ်းစွာအသူရှင်ရွေးနေထိုင်ရေးပေါ့တိုင်းနာလူမျိုးစုပေါင်းစုံငင်းချမ်းစွာအသူရှင်ရွေးနေထိုင်ရေးအတွက်ကျွန်တော်တို့တွေပူးစားဆောင်ရွက်မယ်ဆိုတဲ့မူဝါဒတွေပေါ်လာတယ်။နောက်တစ်ခုအနေနဲ့တော့ကျွန်တော်တို့အချင်းအောက်ခွင့်ရေးအချင်းအောက်ခွင့်ရေးရရှိရေးပေါ့နော်အချင်းအောက်ခွင့်ရေးပြည်ပရရှိရေးဆိုတဲ့ဒီမူဝါဒတွေ နဲ့ကျွန်တော်တို့လက်ရှိတော့ PPMN ကိုကျွန်တော်တို့ပုံမအားကောင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့တော့ကျွန်တော်တို့စူးစမ်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဲ့တော့အဖွဲ့အစည်းတည်ထောင်ပြီးခဲ့ရနေမှာဒါဒီနှစ်6လပိုင်းဆိုရင်အဖွဲ့အစည်းတည်ထောင်မှုနှစ်နှစ်ပြည့်မှာဖြစ်ပါတယ်။ဒီနှစ်နှစ်အတွင်းမှာကျွန်တော်တို့အချင်းဆောင်လူခွင့်ရဲ့ချိုးဖောက်မှုပေါင်း100ကျော်လောက်ကြီးကိုကျွန်တော်တို့ဖော်ထုတ်နိုင်ခဲ့ပါတယ်။အောင်းတွင်းမှာကျန်းမာရေးဆောင်ရွက်မှုလုံလောက်စွာမရရှိလို့ကြဆုံခဲ့ရတဲ့လူ90ကျော်ရဲ့အချက်လက်တွေကိုကျွန်တော်တို့ပြည်တွင်းပြည်ပမီဒီယာတွေပါဝင်နိုင်ငံကအဖွဲ့အစည်းတည်ရှိနိုင်မှုစူးစမ်းခဲ့တယ်။အဲအလားတူပဲထောင်တွင်းမှာလူမဆန်တဲ့ညှဉ်းပန်းနှိပ်စက်မှုကိုတပြက်ခံခဲ့ရတဲ့နိုင်ငံကြီးနာ 30ကျော်လောက်ရဲ့အချက်လက်တွေကိုလည်းကျွန်တော်တို့ဖုတ်ပြန်နိုင်ခဲ့ရတယ်။အဲ့လိုပဲထောင်ထဲမှာညှဉ်းပန်းနှိပ်စက်ခံရတာ၊ဖိနှိပ်ခံရတာ၊တိုက်ပစ်ခံရတာ၊ထောင်ပြောင်းခံရတာအပါအဝင်ထောင်ထဲမှာကျွန်တော်တို့ကြုံတွေ့နေရတဲ့အခက်အခဲတွေအကြောင်းကိုလည်းကျွန်တော်တို့ပြည်တွင်းပြည်ပကပြည်လူလူထုနဲ့ဒါနိုင်ငံတကာဖွဲ့စည်းတွေ၊လူခွင့်ရေးဖွဲ့စည်းတွေ၊မီဒီယာတွေကအစပေါ့နော်ကျွန်တော်တို့သိရှိနိုင်အောင်လို့ကျွန်တော်တို့ယုံကြည်မှုတစ်ခုရထားအောင်လည်းကျွန်တော်တို့လုပ်ခဲ့ပါတယ်။လက်ရှိချိန်နေပြီဆိုကျွန်တော်တို့ဖွဲ့စည်းရဲ့မူမူအားဖြင့်ဆိုရင်ကျွန်တော်တို့ကဘယ်တော့မှဝါရားပြန်အောင်မလုပ်ဘူး။ဘယ်တော့မှတည်င်းမအောင်မလွင့်ဘူး။ တကယ်ထောင်ထဲမှာဖြစ်နေတဲ့အခြေအနေကိုအချက်လက်မှန်ကန်စွာနဲ့ကျွန်တော်တို့ထုတ်ပြန်မယ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကရန်သူကကျွန်တော်တို့ကိုမလေးစားရနေပါစေရန်သူကကျွန်တော်တို့အထင်မတီးခဲ့တဲ့အဖွဲ့အစည်းတစ်ခုဖြစ်အောင်လို့တော့ကျွန်တော်တို့အခုချိန်မှာတော့ကျွန်တော်တို့စ조사ဆောင်ရွက်နေနိုင်ပြီဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ထုတ်ပြန်ချက်တွေကိုမီဒီယာရတင်လာတဲ့အခါမှာစစ်ကောင်စီအနေနဲ့အမြဲတမ်းအရှင်းလင်းတဲ့ကိစ္စရက်တွေကိုလုပ်လာရတယ်။တို့လိုလည်းပဲတို့ရဲ့ရှင်းလင်းမှုတွေကတော့ဘယ်တော့မှမဖြစ်ခဲ့ဘူးဆိုတဲ့တရားပေါ့နော်။ဝါရဖြန့်တဲ့တည်င်းမားတွေကိုပဲတို့ကလုပ်လာတာကိုတော့ကျွန်တော်တို့ကတော့ယနေ့ချိန်ထိပြင်ရဆဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ အဲကူညီမှုအားဖြင့်ဆိုရင်ပေါ့နော်အချင်းထောင်ကိုကျွန်တော်တို့ဖွဲ့ယူဖွဲ့စည်းပြီးမှအချင်းထောင်ကိုကူညီမှုအားဖြင့်ဆိုရင်လက်ရှိဆိုရင်လူကြီးဖောက်100ကျော်လောက်တိကိုကျွန်တော်တို့တွေအာတူဦးလျင်မြန်မာကျပ်ဝင်9000လုံးလုံးနဲ့ကျွန်တော်တို့ကူညီနိုင်ခဲ့တယ်အလားတူပဲလက်ဆင်ကျွန်တော်တို့စေဝါပို့ဆောင်နေတယ်စာအုပ်တွေပို့ဆောင်နေပါတယ်လုံခြုံရေးကတော့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းကနေတော့ထုတ်ပြန်တဲ့ဟာမျိုးတွေတော့နောက်ပိုင်းမလုပ်တော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့စီယာပါစယ်ကိုလက်ခံတဲ့မိသားစုဝင်တွေကချင်းချောက်ခံရတယ် ပါစယ်ကျွန်တော်တို့ဆရာပေးလိုက်တဲ့ပါစယ်မိသားစုဝင်တွေတစင်ပို့တယ်ဆိုရင်ဟောင်းအနာဘန်ကလက်မခံတာမျိုးမိသားစုဝင်တွေကိုချင်းချောက်တာမျိုးတရင်မေးတာမျိုးကျွန်တော်တို့ဖွဲ့စည်းနေပတ်သက်ဤမပတ်သက်ဤဆိုတာကိုခေါ်ယူမေးမြန်းတာမျိုးတွေပါလုပ်လာရတဲ့အတွက်နောက်ပိုင်းမှာတော့ကျွန်တော်တို့ဖွဲ့စည်းရဲ့ကုညီမှုတွေကိုတော့လေ့ဝတ်ပြီးမှပဲကျွန်တော်တို့အဲလှုပ်ဆောင်နေပါတယ်ဒါပေမဲ့ကျွန်တော်တို့ကုညီမှုတွေကတော့ကျွန်တော်တို့ဆက်ပြီးမှရှိနေတယ်ဖြစ်ပါတယ်ခင်ဗျာဒါတွေလည်းကျွန်တော်တို့အဖွဲ့အနေနဲ့လှုပ်ဆောင်နေပါတယ် ဟုတ်ကဲ့ပါအာကိုတိုက်ထွန်းဦးကပါနော်ငယ်ရွယ်လူငယ်တယောက်ဖြစ်ပေမဲ့လက်ရှိမှာဆိုရင်ဒီလိုမျိုးအာနိုင်ငံရေးအကျဉ်းသားတွေအာအရေးနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်နေရတယ်လို့ပဲပေါ့နော်ဒီမိသားစုတာဝန်တစ်ဖက်လည်းရှိတယ်ပြီးတော့တစ်ဖက်မှာလည်းကိုယ့်ရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ဆက်လက်လှုပ်ဆောင်နေလို့သိရပါတယ်ဒီတော့အာအကျဉ်းထောင်ထဲမှာဖြတ်တန်းခဲ့ရတာရောအခုချိန်မှာရောပေါ့နော်အာဘယ်လိုမျိုးစိတ်သက်ခံရချက်တွေနဲ့ဖြတ်တန်းနေပါတယ်လဲရှင်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့အသွေးမှာပေါ့လေကျွန်တော်ရဲ့အသွေးမှာတော့ ွေးဖွားခြင်းနဲ့တည်ဆုံခြင်းကြားကကာလတွေတခုကကျွန်တော်ရဲ့ဘဝဖြစ်ပါတယ်ဒါတိုက်ထုံးဆိုတဲ့ဘဝဖြစ်မှာဖြစ်ပါတယ်အဲ့တော့မွေးဖွားလာတဲ့တာဝန်တော့ပြီးသွားပြီတည်ဆုံခြင်းတာဝန်တခုကိုရောက်ဖို့အတွက်ကျွန်တော်စူးစမ်းရမှာဖြစ်ပါတယ်လူဆိုတာဘယ်ချိန်မှာဘယ်လိုဆုံးရှုံးမှုတွေနဲ့တည်ဆုံသွားမယ်ဆိုတာမသိနိုင်တဲ့အတွက်ကျွန်တော်နေထိုင်ရတဲ့ကာလတခုမှာတော့ကျွန်တော်အကောင်းမှုဆုံးနေထိုင်တယ်တနည်းတော့အကောင်းမှုဆုံးဖြတ်တန်းတယ်ကျွန်တော်လုပ်ဆရာရှိရဲ့အလုပ်ကိုနောက်ရက်ကိုမကူဘဲနဲ့အသက်ရှင်ရတဲ့ကာလတခုမှာပဲအကောင်းမှုဆုံးလုပ်တယ်ပြီးပြတ်အောင်လုပ်တယ်ပေါ့လေအဲအတတ်နိုင်ဆုံးတော့အဲ့လိုပုံစံမျိုးနဲ့ရက်တည်ခဲ့တာဖြစ်ပါတယ်ထောင်ထဲမှာလည်း ဒီစိတ်နဲ့ပဲဖြတ်တန်းနေတာဖြစ်ပါတယ်။ထောင်ထဲမှာကျွန်တော်တို့ဘဝကိုဆုံးရှုံးသွားလို့မရဘူး။ထောင်ထဲထောင်ထဲရောက်တည်တဲ့အောင်ကျွန်တော်တို့တွေဟာလိလာလို့ရရမယ့်ကိစ္စရပ်တွေကိုလိလာရမယ်။ထောင်ထဲမှာဆိုလူမှုဆက်ဆံရေးပညာတွေအများကြီးရခဲ့တယ်။ဘသူညီတဲ့လူတွေနဲ့ပေါင်းတဲ့ဆက်ဆံရေးတွေကိုရခဲ့တယ်။ထောင်ထဲမှာတော့မှဒီဖိနှိပ်မှုရန်နေရအများနဲ့စောင့်ကြည့်နေတဲ့ခွင်ထဲမှာတော့မှကျွန်တော်တို့ကနိုင်ငံလှုပ်ရှားမှုတွေကိုလှုပ်လာနိုင်ခဲ့တယ်။ဒီရဲ့အတွေ့အကြုံတွေကပဲကျွန်တော်ပြင်ပောက်ရောက်လာတဲ့အခါမှာကျွန်တော်တို့တွေကအလုပ်တွေအများကြီးလုပ်တတ်နိုင်တယ်။ ထောင်ထဲမှာရှာပွေးတွေအများကြီးခံရတယ်ထောင်ထဲမှာရှာပွေးဆိုတဲ့ကိစ္စကကျွန်တော်တို့ရေထောင်ထဲမှာဖြန့်တဲ့စာတွေကိုကျွန်တော်ထောင်ထဲမှာကျွန်တော်လုပ်မဲ့ campaign တွေရဲ့စာတွေဖြန့်ရတာတွေရှိတယ်ထောင်ထဲမှာကျွန်တော်တို့ပြင်ပမှာဖြစ်နေတဲ့အခြေအနေကိုသတင်းစကားဖြန့်တာတွေရှိတယ်ဒါရီကိုရှောက်ပွေးတဲ့ကိစ္စတွေအများကြီးတစ်စီလုပ်တယ်။နိုင်ငံလုံးရှောက်ပွေးရှိမရှိကျွန်တော်ရဲ့ခန္ဓာကိုယ်မှာပိုင်ဆိုင်မှုတွေမှာဒါတွေဖွက်ထားလားစာရေးထားလားဆိုတော့အများနဲ့ရှာပါတယ်။အဲ့တော့ဒီရှောက်ပွေးမှုတံကိုကျွန်တော်ခံရတဲ့အခါမှာဒီပစ္စည်းကိုဘယ်လိုဖွက်ရမလဲဆိုတာလည်းသိလား။အဲ့တော့ကျွန်တော်အပြင်ရောက်တဲ့အခါမှာကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့ မြင်တဲ့ရှာခံရတာဖြစ်တဲ့အတွက်လူတွေကရှာရင်ဘလို့နေရာကိုရှာရတယ်ဆိုတာဒါတွေကတော့ကျွန်တော်ကအကြောင်းမသိတဲ့ပညာရက်တွေကျွန်တော်အများကြီးတက်လာပါတယ်။ဒါအပြင်ထောင်ထဲမှာပေါ်ဆုံးကအချိန်ဖြစ်တဲ့အတွက်စာအုပ်စာပေဖတ်ရှုခွင့်တွေကျွန်တော်တို့အများကြီးရလာတယ်။တနေ့တနေ့ကိုကျွန်တော်စာအုပ်ကိုအဲ350နဲ့400ကျားလောက်ကိုဖတ်ဖြစ်တယ် ထောင်ထဲကအချိန်တွေကအကျိုးမြတ်ရတဲ့အချိန်ဆိုစာအုပ်ဖတ်ဖြစ်ခဲ့တဲ့အချိန်တွေထောင်ထဲလှုပ်ရှားမှုတွေလှုပ်ဖြစ်ခဲ့ရတဲ့အချိန်တွေထောင်ထဲမှာကျွန်တော်တို့ရဲဘော်တွေနဲ့အတူတူနိုင်ငံရေးအကြောင်းတွေကိုဆွေးနွေးခဲ့ရတဲ့အချိန်တွေပေါ့လေအဲ့တော့စာအုပ်တွေတော့မရှိတော့ညာတယ်ကိုယ်တွေမမိတဲ့အကြောင်းအရာတွေဆွေးနွေးတစ်ဖက်ကလည်းတစ်ဖက်မမိတဲ့အကြောင်းအရာတွေဆွေးနွေးဒီလိုပဲဖြတ်တန်းခဲ့ရင်မှငါတို့တွေအပြင်ထွက်လာရင်ဆိုရင်စိတ်နဲ့ကျွန်တော်တို့ကထောင်ထဲမှာယက်တီခဲ့တာဖြစ်ပါတယ်ထောင်ထဲမှာအဲ့လိုယက်တီမှအပြင်ကိုရောက်လာတဲ့အခါမှာတော့ငါတို့တွေအထက်ကရဲဘော်တွေအတွက်ငါတို့ကောင်းဆုံးလုပ်ရမယ်ဆိုရင်စိတ်နဲ့ပဲဒီနေ့ချိန်ထိဖြတ်တည်နေရဖြစ်ပါတယ်ဘာလို့လဲဆိုတော့တော်လိုင်းအောင်မှဖြစ်မှာပါတော်လိုင်းမောင်ရဲ့ထောင်ထဲမှာ မြင့်ကြီးတမားတွေအများကြီးပဲကျွန်တော်နိုင်ငံကြီးနေကြံနေတယ်တည်တံချခံထားရတွေကြံနေတယ်တတက်တကြုံချခံထားရတွေကြံနေပါတယ်အဲ့တော့905လို့မျိုး3နှစ်တုံးအဲ9နှစ်ကြာတော့တဲ့လူလောက်ထိရတော့အချိန်တန်ရင်ကာလတစ်ခုမှပြန်လွတ်လာနိုင်တယ်ဆိုပေမဲ့မြင့်ကြီးတမားတွေအတွက်ကတော့ကျွန်တော်တို့တော်လိုင်းအောင်မှပြန်လွတ်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ငါတို့ပို့လုံးမှရမယ်ဆိုရင်စိတ်နဲ့ပဲယနေ့ချိန်ထိကျွန်တော်တို့ဒါအချိန်တွေကိုပေါ့နော်အကျိုးစီးစွာအသုံးချနေတာဖြစ်ပါတယ်ဒါကြောင့်မို့လဲကျွန်တော်တို့နိုင်ငံကြီးနားယူဆိုရင်ကျွန်တော်ဒီဇိုင်းမက်ကိုမှကျွန်တော်လုပ်တယ်ကျွန်တော်ရဲ့အချိန်တော်တော်များများဟာနိုင်ငံကြီးနားယူကိုလုပ်တယ်ဒါပေမဲ့ ဒီလုပ်တွေပဲလုပ်နေရုံနဲ့မဟုတ်သေးဘူးကျွန်တော်တို့ရဲ့လိုအပ်တဲ့အရေးချင်းတွေနော်ကျွန်တော်တို့ကလူခွင့်လောက်ရတာဖြစ်တယ်လူခွင့်နဲ့ပတ်သက်တဲ့အရေးချင်းတွေနိုင်ငံရေးလုပ်နေတာဖြစ်တယ်နိုင်ငံရေးနဲ့ပတ်သက်ပြီးမှရှီတင်ရှီတိုက်တည်တင်တည်တတ်တဲ့ကျွန်တော်တို့ပညာရည်တွေကိုလေ့လာဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့တစ်ဖက်ကနေလည်းကျွန်တော်တို့ဒီနိုင်ငံရေးကျင်းသားရေးနဲ့နိုင်ငံရေးတွေလုပ်နေတဲ့အပြင်ကိုကျွန်တော်ညပိုင်းအားလည်းရဲ့အချိန်တွေမှာတနည်းကိုအနည်းဆုံး၃နာရီလောက်ကိုကျွန်တော်တို့က ဒီចောင်းပညာရေးတွေကိုကျွန်တော်တို့ online ကနေမှဒါဒီခေတ်မှာ online တွေလည်းရလာပြီဖြစ်တဲ့အတွက် in person သွားကြမလို့တဲ့အတွက်ရောက်တဲ့နေရာနေပညာသင်လို့ရတဲ့ကျွန်တော်တို့ platform တွေကနေကျွန်တော်တို့အဲចောင်းသားတယောက်နေနဲ့ပညာသင်တယ်အပြီးတော့ MOE ကနေလည်းကျွန်တော်တို့က CDN ចောင်းသားတယောက်နေနဲ့ကျွန်တော်တို့ရဲ့အပြက်ခဲ့တဲ့ပညာရေးကိုအခု fake year တွေပြန်တင်နေတယ်ပေါ့ဗျာ fake year ကနေမှကျွန်တော်တို့ပြန်တင်နေတယ်ကျွန်တော် second year နေနားခဲ့တယ် physics ကနေနားခဲ့တယ်အခု fake year နေမှတမိုင်းကိုကျွန်တော်တို့ကပြန်ပြီးမှ fake year ចောင်းသားဖြစ်နေတယ်ပေါ့လေအလားတူပဲကျွန်တော်တို့ diploma post graduate ပေါ့နော်ဘွဲ့လွန်ဒီပလိုမာတွေလည်းကျွန်တော်ယူခဲ့ပါတယ်ပြီးခဲ့တဲ့2024မှာဆိုလဲတနည်းသာလုံးလုံးဝအဲတောထဲမှာပေါ့နော် internet တွေပြတ်တုံးနေတဲ့ဂျားတွေကနေပဲလိုင်းရမဲ့နေရာထိကိုကျွန်တော်ဆိုင်ငယ်တစည်းနဲ့သွားပါလေအဲအဲ့လိုမျိုးသွားပြီးမှမိုးတဲ့လေထဲမှာလည်းသွားတင်ခဲ့ရတဲ့ဟာတနည်းလောက်တင်ခဲ့ရတဲ့ဟာလည်းပြီးခဲ့တဲ့နှစ်မှာနိုင်ရှင်နိုင်ငံရဲ့ဒီပလိုမာတစ်ခုကိုကျွန်တော်အဲသူတို့ညွန်ညွန်နဲ့အောင်မြင်မြင်နဲ့ကျွန်တော်ရခဲ့တယ်ပေါ့နော်ဒီနှစ်မှာလည်းအဲ့လိုပါပဲဒီနှစ်မှာတော့ကျွန်တော်လိုင်းလေးတော့နည်းနည်းကောင်းလာတဲ့နေရာကိုရောက်လာပြီအဲ့တော့ပညာရေးပို့ပြီးမှကျွန်တော်တင်ယူဖြစ်တယ်ပေါ့လေ တော့ပညာရေးပို့ပြီးတင်ယူပြတော့ဒီနှစ်မှာလည်းလူခွင့်ရင်းနဲ့ပတ်သက်ပြီးမှကျွန်တော်ဘွိုင်းလုံဒီပလိုမာတခုကိုကျွန်တော်အဲစကောလာရှစ်ရရပေါ့နော်ဒီပလိုမာတက်ရောက်ခွင့်ရရပေါ့အဲ့တော့ဒီနှစ်မှာလည်းကျွန်တော်ဒီလူခွင့်ရင်းနဲ့ပတ်သက်တဲ့ဒီပလိုမာကိုကျွန်တော်တို့အဲနိုင်ငံတကာတက်ကရိုတခုကပေးมาဖြစ်တဲ့အတွက်အဲ့ဒီဒီပလိုမာကိုလည်းကျွန်တော်သူးသူးချွန်ချွန်အောင်မြင်မြင်နဲ့ရောက်ရေးကိုတော့ကျွန်တော်စူးစမ်းနေပါတယ်အဲ့တော့ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်ကျွန်တော်လုပ်နေတာတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့စာဖတ်ချိန်ပါပဲတနေ့ကိုအနည်းဆုံးတနားကြီးစာဖတ်ပါတယ်အနည်းဆုံးတော့စာမျက်နှာအားဖြင့်ဆိုရင်90နဲ့100ချောင်းတော့နေ့စဉ်ကျွန်တော် ဘလောက်ပဲလှုပ်ရှုံနေပြီစာဖတ်ပါတယ်အဲ့တော့ဒီနေ့မှာဆိုရင်အခုကျွန်တော်ပြောလို့ရတာပေါ့နော်ကျွန်တော်ဒီမှာစာဖတ်နေစေဖြစ်ပါတယ်အဲကျွန်တော်ဖတ်နေတဲ့ဟာကတော့ဆရာတန်းစိုးနိုင်ရဲ့စိုးနိုင်ပေါ့လေအဲ့တော့တောင်းတိုက်ကကြားစီတာစတဲ့ဖြစ်စာအုပ်တွေပါဝင်ကျွန်တော်ရဲ့နောက်ကဒီစာစာကြည့်ခန်းမှာဆိုလဲကျွန်တော်ဝါဒနာပါတဲ့နိုင်ငံရေးတွေလူမှုရေးတွေအဲကျွန်တော်လေ့လာဖြစ်ပါတယ်လူပြောက်ဟာနှလုံးသားပဲကောင်းနေလို့မရဘူးအုံနောက်လည်းကောင်းမှာဖြစ်ပါတယ်ဒါကြောင့်မို့တုဒရတစာအုပ်တွေအားလုံးကိုလည်းကျွန်တော်ဖတ်နေတယ်အဲပြီးတော့မိတာစုကိုလည်းကျွန်တော်ပေးနိုင်တဲ့အချိန်လေးအနည်းငယ်ပဲရှိပါစေ အားလုံးစိတ်ချမ်းသာအောင်ထားပါတယ်ကျွန်တော်လက်ရှိချိန်တွေမှာတော့အိမ်တော်ဦးစီးတယောက်အနေနဲ့တော့အခြားအမျိုးသားတွေလိုမျိုးတော့ကျွန်တော်အလုပ်ဖွက်လုပ်ပြီးမှဒါမိသားစုအရေးကိုပဲအားဆိုင်နေလို့မရဘူးဒါကြောင့်မို့ကျွန်တော်ကနည်းနည်းအတတ်ကြီးရပဲပြောရမှာပေါ့နိုင်ငံရေးနဲ့အဲကျွန်တော်အချင်းအောင်ရေးပဲအားဆိုင်တဲ့အခါမှာတော့မိသားစုကိုတော့ကျွန်တော်အဲ့တော့ဒီအဲအိမ်တော်မှုတောင်းဝင်ခြေတဲ့မျိုးသားတယောက်အနေနဲ့တော့မရှိနေဘူးဒါပေမဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲ့မိဘပါပဲကျွန်တော်ရဲ့အိမ်တော်ဘက်တွေကိုကျွန်တော်ဟာစိတ်ချမ်းသာစွာနဲ့ထားတယ်ကျွန်တော်တတ်နိုင်တဲ့ဝင်နဲ့ကျွန်တော်အမြဲတမ်းထားတယ်ဒါကြောင့်မို့လို့သူတို့ကလည်းကျွန်တော်ကို အဲ supporting ပေးတယ်ပေါ့နော်ကျွန်တော်လုပ်နေတဲ့အလုပ်တွေကို design မမလုပ်နိုင်ရေကိုသူတို့ကိုယ်တိုင်ကလည်းသူတို့အဲအိမ်ကောင်ရေးကိစ္စတွေအရဆိုကျွန်တော်အရင်တောင်းမပေးဘဲနဲ့ဒါကို design မမလုပ်စီချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့လုပ်နိုင်မှုအားကျွန်တော်မြန်မြန်လုပ်နိုင်လေလေအထက်ကနိုင်ချင်းတွေပြောလဲတက်တာတယ်ကျွန်တော်တို့လူမျိုးတွေမြန်မြန်ရှိလာလေလေနိုင်ငံရေးအရေးမြန်မြန်ရောက်ပြီးမှာ တိုင်းပြည်မြန်မြန်ငြိမ်းချမ်းနိုင်တယ်ဆိုတဲ့စိတ်နဲ့ပဲမိသားစုဝင်တွေကလည်းကျွန်တော်တို့အဲဘာအပြစ်မှမပြောဘဲနဲ့ကျွန်တော်လုတ်ချင်တဲ့ဒီနိုင်ငံရေးဆန္ဒကိုပဲသူတို့ကခွင့်ပြုထားပေးတဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ဒါတွေလုံနိုင်နေတာဖြစ်ပါတယ်။မဟုတ်ရင်တော့ကျွန်တော်လည်းအဲဒီလိုမျိုးတွေပြောဖို့အတွက်ဆိုရင်ဒါကျွန်တော်တိတ်မဖြစ်နိုင်ဘူးပေါ့လေ။ဒါကြောင့်မို့လို့မိသားစုဝင်တွေကိုလည်းဒီနေရာနေကျွန်တော်ကျေးဇူးတင်ရပါတယ်ခင်ဗျာ။